ာဘာလို့ငေါ့ကြောက်ငေါ့ကြောက်နေရလားမကြောက်ပါနဲ့ဘာလာဟိုဘာဒါမှသူနဲ့ကိုနဲ့လည်းချစ်ချစ်ခင်ခင်ရိုက်มาပဲမျက်စက်နီးနဲ့ထမင်းလက်နဲ့ဆိုတာအတွဲမိมาလေအမခင်နေဝင်နဲ့အပြစ်မှာတွေ့ရင်မျက်လုံးချင်းဆိုရင်တော့ကျွန်တော်ကြောက်ပါဗျာအမဆုံးဝင်ခင်ရကျွန်တော်ကြောက်ပါတယ်ကျွန်တော်ရှက်ပါတယ်ကျွန်တော်အရန်ကိုယူတည်လေးစားတဲ့အဲကိုရဲ့စီနီယာအမဖြစ်နေလို့ပါ ไอ้ก้าแยกกระเดวะเปลี่ยนไม้แต่บ่ซื้อละเอ๊ะอะเปลี่ยนมาไม่ซื้อบ่เนาะซื้อล่ะซื้อ ဒီမှာကတော့အမရမျက်စက်နီဆိုတဲ့နေရာနေပြုဆောင်ထားပါတယ်ဒါကတော့ကိုရှရုကတော့ဒါအမရဲ့အဲဘာလဲဘယ်လိုပြောမလဲပြုတာပေါ့အနာရဲ့နှင်းစီလေးပေါ့နှင်းစီကတော့ပန်းကလေးပေါ့အော်စစ်စစ်ကောင်းတဲ့စစ်စစ်ကောင်းတဲ့ပန်းကလေးသူရမ်းမှွေတာအဲ့တည်းမှာလေဟုတ်ဟုတ်ရဲ့မှွေဆိုမွေတယ်သူမွေအဲ့တမ်းမှာလဲသူသူ့တွေ့ကာရိုက်တာလေးတော်တော်လေးကောင်းပါတယ်ဟုတ်ကျွန်တော်အမအမခင်းဝင်နေ အပြစ်မှာတွေ့ရင်ဖြစ်ဆိုရင်တော့ကျွန်တော်ကြောက်ပါတယ်ဗျာအမှန်ဆုံးဝင်ပါရကျွန်တော်ကြောက်ပါတယ်ကျွန်တော်ရှက်ပါတယ်ကျွန်တော်အရန်ကိုယူတည်လေးစားတဲ့အာကိုယ့်ရဲ့စီနီယာအမဖြစ်နေလို့ကအာဇက်ကိုကျွန်တော်ပြန်ဖတ်လိုက်တဲ့အချိန်မှာကျွန်တော်ထင်မင်းလက်တယောက်အနေနဲ့ပြန်ဖြစ်သွားတဲ့အချိန်မှာမမမျက်စံဒီကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ရင်ထဲမှာချစ်ပါတယ်လို့ ဒီမင်းလက်တယောက်အနေနဲ့တော့ကျွန်တော်အရင်ထဲမှာချစ်ပါတယ်လို့အဓိကဒီမလေးကျတော့ဒါမမမျက်စက်လေးကျမယူအယူပေါ့နော်မမဝတီစိုက်ပတ်သွားတာပေါ့အဓိကဒီနဲ့တွေ့ရတဲ့အတွက်ကြောင့်မလို့မမဝတီနေရတော့ပို့ပြီးတော့မယူနေရတော့ပို့ပြီးအမတ်တရားအများကြီးရှိတယ်ပြီးတော့မသိတဲ့ပုံပေါ့နော်သူစိတ်နေရတော့အမတ်တရားအများကြီးရှိတယ်နဲ့ဆိုင်ရတဲ့လက်တွေတုံအတန်တွေတုံပြီးတော့လေအဲရိုက်လို့မရအောင်ဟုတ်ကဲ့ဟုတ်လားဟုတ်တယ်ကျွန်တော်လုံးကြည့်ဆိုမကြည့်ဘူ ခရိုက်တော့ငုံနေတယ်ရန်ကြောက်ရတယ်မာရှင်အခုအခုတော့မဘေးမှာရက်နေရအဲ့သူပြဘာလို့ငေါ့ကြောက်ငေါ့ကြောက်နေရလားမကြောက်ပါနဲ့ဘာလာဟိုမှာဒါမှသူနဲ့ကိုနဲ့လည်းချစ်ချစ်ခင်ခင်ရိုက်มาပဲမျက်စက်နီးနဲ့ထမင်းလက်နဲ့ဆိုတာအတွဲမိမှာလေအဲ့ဒါမကြောက်ပါနဲ့ဆိုတော့အဲ့သူ့ကိုအဲ့ရင်းနှီးအောင်စကားတွေအပြင်မှာပြောရီမမောနဲ့ပြောပြီးတော့မှနောက်ထမင်းလက်ကရက်တာတကယ်ဝင်သွားပါတယ် တကယ်ချစ်ခင်လေးစားရတဲ့ idol တယောက်လေအဲ့ချိန်မှာအမနဲ့ဒီလိုအချိန်နေအတူတူဆောင်ရမယ်လို့တောင်ကျွန်တော်ကတော့မထင်ပါဘူးဒါပေမဲ့ဒီလိုမျိုးအခွင့်အရေးတွေပေးလာတော့ကျွန်တော်လည်းအဲ့ဟို အရန်ဂုံယူခဲ့ရတဲ့အခိုက်အတန့်တစ်ခုမှာကျွန်တော်ရင်တွေတော့အရန်ခုံပါရယ်ပြီးကျတော့အမကိုကျေးဇူးတင်ပါတယ်အမဘာဖြစ်ဖြစ်စိတ်ရှည်ပြီးအရန်ကိုကျွန်တော်တွင်တင်ဆုံးမပေးလို့ပြီးကျတော့လိုအပ်တာတွေအမှုပညာဝန်ဆာတွေတစ်ဖက်တစ်နှံကဖြည့်ပေးလို့အမကိုလည်းအရန်ကျေးဇူးတင်ပါတယ်ကြာအမတင်ပါတယ်ဘာလဲအခန်းထဲမှာဆိုတော့အမဘယ်လောက်ထိအခက်ရှိရလဲ ူကအဲ့လိုမျိုးပေါ့အဓိကတော့အမတို့ဒီတဘာရလဲပါတယ်ပြီးတဲ့အခါကျတော့အပြင်မှာလည်းအမဒီလိုမျိုးပေါ့ဟိုခက်တိတိခက်တိတိဆိုတာဒီလိုပေါ့အေးအေးဆေးဆေးနေတဲ့အခါကျတော့သူကအဲ့လို ထီရတို့ရမယ်ဟာဆိုတော့မထီရမတို့ရဖြစ်နေတာပေါ့ဖက်ရမယ်ခါဆိုလည်းမဖက်ရဘူးအဲ့လိုမျိုးဖြစ်နေတာအမဖက်မယ်နော်အမကျွန်တော်ဖက်မယ်လားဒါကတော့သူ့ရဲ့ကောင်းတဲ့စိတ်ကလေးပေါ့နော်အဲ့ဒါကိုရဲ့ကိုထက်ကြီးတဲ့သူပေါ်မှာရိုသေပေးတတ်တဲ့စိတ်ကလေးကိုတကယ်လေးစားပါတယ်အဲပြီးတော့ပြောရင်လည်းပြောစကားနားထောင်လည်းဒါကတင်ပေးတဲ့အတိုင်းအမလို့ဆိုလည်း မြင်မတော်ရင်ကိုရှိတို့တလူလွတ်လိုက်ပါလားဆိုတဲ့ဟာမျိုးနဲ့သူအများကြီးစ조사တယ်။အဲ့တော့သူကစကားဝဲတဲ့အခါကျတော့လေဟောသူ့ရဲ့စကားတောင်နားမလည်မှသူကရမ်းစိတ်ပူတယ်။ဒါပေမဲ့ထင်မင်းလက်ဖြစ်သွားတကယ်ကောင်းတယ်။ဟောသူကဟိုလေလေကိုကျော်ကသူကအစရိုင်းအိုက်တင်ကောင်းတယ်။အမတို့နဲ့ဆိုလည်းအရှိမစကားတွေရိုက်ခဲ့ဖို့တယ်။ရိုက်ခဲ့ဖို့သူကအိုက်တင်လုံနိုင်တယ်။အဲလုံနိုင်တဲ့ခါကျတော့သူအိုက်တင်အချင်းပြောင်းအကုန်လုံးရတယ်။အမေမေပုံနဲ့တွေ့တော့ပိုကောင်းသွားတာပေါ့။မေမေကလည်းအိုက်တင်ဆိုလို့ရှိရင်နည်းနည်းလေးမှမရဘူး။မလွတ်ပြီး တော့သူအတွက်နေ့စဉ်ကနေတကယ်ဝင်သွားတယ်ဟုတ်တယ်နောက်ဟိုကဗာလဲအဲအင်းမြမိုးဟုတ်လားအင်းမြမိုးဆိုလို့ရှိရင်လည်းကရိုက်တာလုံးဝဝင်သွားတယ်လေဟုတ်ပါဘူးအဖုံးကြောင့်ဒါသူတို့ကဒါဖီလင်းရဲ့ပထမဆုံးလောက်တာဆိုတော့ဒီပထမပိုင်းနေမှာတော့ကိုယ့်ကိုယ်ကိုတော့အမင်းရအောင်ဒါပေမဲ့မပုံစကားတဖုံးပါတော့သူကဖီလင်းလုံးမဲ့ဆိုလို့ရှိရင်လည်းစိုးလိုက်ပါမှဒီပရိသတ်တွေဘုံမကြီးကြောက်နေတဲ့စိုးနေပြီးစိုးလိုက်ဆိုအဲ့ကလေးကစပြီးတော့မပုံရဲ့တလူတလူနဲ့တက်တက်လာတော့ဆုံးနေစီ တော့ကလေးတွေဆိုတော့နည်းနည်းတော့ကြောက်တာပေါ့။အခက်လာရဟုတ်တယ်ဟုတ်တယ်။အခုပြန်ကြည့်မလို့ကိုယ်ကိုစိုးရလို့ခဏ။အေးအေးကားရိုက်ကြဲဟိုပြင်မိုက်တယ်ပို့ဆိုတာ။အဲ့တော့အပြင်မှာမစိုးပါဘူးနော်။စိုးလား။စိုးတယ်။အော်။အော်။ကားရိုက်ကြဲဟိုကိုယ်ကိုမောင်းတာ။ဘာလို့ဒီလိုပြောလိုက်တာလဲဒီလိုလှုပ်လိုက်တာလဲနှင်းစီကိုမောင်းတယ်။ဒါမဲ့လည်းလောက်ကတော်တော်ရတယ်နိလိုရရတဲ့အတွက်ကြောင့်မောင်းနေမောင်းလို့ချက်လိုက်ချက်ပါ။ဟုတ်ကဲ့ပါ။ဒီစကားထွက်လာရင်လည်း အပေးကြပါဦးလို့မဟာ application မှာအပေးကြပါဦးလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျဟုတ်ဟုတ်ကဲ့ပါရမတ်စီဗီကိုအကောင်းဆုံးဖျော်ပြဆောင်လာပါတယ်အားပေးပါလို့ပြောချင်ပါတယ်ရှင်